မင်္ဂလာပါကျွန်တော်ရဲ့ဗီဒီယိုနဲ့ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့အောက်ခမ်းမြေမှာကျွန်တော်ခုဒီဗီဒီယိုမှာအဲ Cambridge University ကနေပြီးတော့ထုတ်ဝေတဲ့ English Grammar in Use ဆိုတဲ့စာအုပ်ထဲက English Grammar lesson တွေကိုညှိပေးမှာဖြစ်ပါတယ်အရင်ဘက်က Unit 1ကိုညှိပေးတာဖြစ်လို့မို့ဒီနေ့ Unit 2ကိုဆက်ပြီးတော့ညှိပေးမှာဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့လေ့လာမှုကိုစလိုက်ကြရအောင် Are you ready? Let's go! so အဲ့ဒါဆိုရင်ကျွန်တော်တို့ unit 2ကိုစပါမယ် unit 2မှာကတော့ present simple tense အကြောင်းကိုကျွန်တော်တို့လေ့လာမှာဖြစ်ပါတယ်နံပါတ် A နံပါတ် A မှာ study this exam situation ဒီဥမာချင်းလေးကိုလေ့လာကြည့်ပါတယ် Alex is a best driver Alex is a best driver Alex က bus ကမောင်းတဲ့လူတယောက်ဖြစ်ပါတယ် but now he is in but asleep ဒါပေမဲ့သူကအဲ့ရတဲ့မှာအခုအိတ်နေပါတယ် he is not driving a bus သူကကားမောင်းနေတာမဟုတ်ပါဘူးတဲ့ he is asleep သူကအိတ်နေပါတယ်တဲ့နော်ဒီကဒီပုံလေးအကြောင်းပြပြနေဖြစ်တယ်နော် but ဒါပေမဲ့ he drive he drives a bus ဒါပေမဲ့သူကကားမောင်းပါတယ်တဲ့ဒါသူပါလို့လို့ဆိုရင်သူရလုတ်ကတော့ကားမောင်းတဲ့လို့ဖြစ်ပါတယ် he is a bus driver သူကတော့ bus ကမောင်းသမားဖြစ်ပါတယ်အဲ့လိုကျွန်တော်တို့ဒီ YouTube တယောက်ရဲ့အလုပ်အကိုင်းဒီ YouTube တယောက်ရဲ့ဖြစ်တည်မှုကိုပြပြခြင်းတဲ့ခါမှာကျွန်တော်တို့ဒီ present simple tense ကိုသုံးပါတယ်ဒီကတော့ဒါ present simple tense ကိုသုံးပြီးပြောတဲ့နံပါတ် A ပုံစံဖြစ်ပါတယ်ဟုတ်ပါပြီအဲ့ဒါဆိုကျွန်တော်တို့နံပါတ် B ပုံစံကိုဆက်ပြီးလေ့လာကြည့်အောင်နော်အာနံပါတ် B ပုံစံကတော့ we use the present simple to talk about things in general ကျွန်တော်တို့က present simple tense ကို general things in general ရေဘူးရအကြောင်းအရာတွေကိုပြောတဲ့အခါမှာကျွန်တော်တို့ဒီ present simple tense ကိုသုံးပါတယ်တဲ့ we use it to say that something happened all the time ကျွန်တော်တို့တစ်ခုခုကအမြဲတမ်းဖြစ်ပျက်နေတဲ့အကြောင်း ဟိုပြောကျင်တဲ့အခါမှာလည်းဒီ present simple tense ကို ပြောပါတယ်တဲ့ or ဒါမှမဟုတ် repeatedly တစ်ခါတလေလေဖြစ်ပြနေတဲ့အကြောင်းကိုပြောကျင်တဲ့အခါမှာလည်းဒီ present simple tense ကို သုံးပြောပါတယ်တဲ့ပြီးတော့နောက်တစ်ခုရှိတယ်နော် or that something is true in general something is true in general တခုခုကဒါရေပွေရအဖြစ်အမှန်တရားဖြစ်တဲ့အခါမှာလည်းဒီ present simple tense ကို သုံးပါတယ်တဲ့ ဟုတ်ပါပြီသူဥပမာနဲ့ရှင်းပြထားတာကိုကျွန်တော်တို့စက်ပြီးလေ့လာကြည့်အောင်เนาะ Nessus look after pet uh Nessus look after patients in hospitals Nessus Nessma တွေကဆေးရုံမှာလူနာတွေကိုစောင့်ရှောက်ပါတယ်ကျွန်တော်ဒီလို Nessma တွေကဆေးရုံမှာလူနာတွေကိုစောင့်ရှောက်တယ်ဆိုတာ things in general ရေဘူးရအကြောင်းအရာတွေဖြစ်ပါတယ်အဲ့ဒီလိုရေဘူးရအကြောင်းအရာတွေကိုပြောကျင်တဲ့အခါမှာကျွန်တော်တို့ဒီ look ဆိုတဲ့ဒီ present simple tense ကိုသုံးပြီးတော့ပြောလို့ရပါတယ်ဟုတ်ပါပြီအဲ့ဒါဆိုကျွန်တော်တို့နောက်တစ်ချက်ကိုထပ်ပြလေးလက်ကြည့်အောင် I usually go away at weekends ကျွန်တော်ကပုံမှန်အဖြစ် weekend ပတ်ရက်မှာ away ကိုသွားပါတယ်တဲ့ကျွန်တော်ဒီလိုစကားပြောတဲ့လူကသူက ပေးရမှာပုံမှန်အဖြစ်ဒါအဝေးကိုတွားတယ်ဆိုတာကိုပြောချင်တဲ့တည်း things in general ဒါ um thing in general or ဒါမို့ရင် something that happened all the time ဒါပေးရတိုင်းမှာ something that happened all the time ပေးရတိုင်းမှာ तू ဘာလုပ်တယ်ဆိုတာကိုပြောချင်တဲ့တည်း present simple tense ကိုတုံးပြီးပြောတာဖြစ်ပါတယ် ဟုတ်ပါပြီနောက်တစ်ကြောင်းကိုထပ်ပြီးလေ့လာကြည့်အောင် the up goes around the up goes around the sun ကဘာမြေကြီးကကဘာကြီးကနေကိုပတ်ပြီးသွားပါတယ်ဒီဟာမှလည်းဒါဒီကတော့ဗာလဲဆိုရင် something is too a general ဒါကတော့ဒါကတော့ဒါရေပွေအားဖြင့်ဒါအမှန်တရားဖြစ်ပါတယ်ဒီလိုအမှန်ရေပွေအားဖြင့်အမှန်တရားတွေပြောချင်တဲ့ခါမှလည်းကျွန်တော်ဒီ present simple tense ကို တော်ပြီးပြောပါတယ်တဲ့။ဟုတ်ပြီနော်။ပြီးရင်ဒါတို့ကြောင့်ကိုထပ်ပြီးလေ့လာကြည့်အောင်။ The cafe open at 7:30 in the morning. Coffee ဆိုင်ကမနက်9:00ခွဲမှာဆိုင်ကိုဖွင့်ပါတယ်တဲ့။ကျွန်တော်ဒီမှာဆိုရင်လည်းကျွန်တော်တို့အဲဒီမနက်တိုင်းမနက်တိုင်းမှာဒီ coffee ဆိုင်ကမနက်9:00မှာဖွင့်နေဆိုတော့ပြောချင်တဲ့အတွက်ဒါကတော့ဘယ်နေရာမှာအကျုံးဝင်သွားမလဲဆိုရင် ဒါ repeatedly repeatedly ဒါမနေ့တိုင်းမနေ့တိုင်းမှာသူထပ်ကတလဲလဲမနေ့တိုင်းမှာဖွင့်ရဆိုတော့ပြောချင်တဲ့အတွက်ဒီ present simple tense ကို သုံးပြီးတော့ပြောတာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါတော့ဒါ present simple tense ကို သုံးပြီးပြောတဲ့ number B ပုံမှာဖြစ်ပါတယ်ကျွန်တော်အဲ့ဒါဆိုရင်ကျွန်တော် number C ပုံတော်ကိုစက်ပြေးလေ့လာကြည့်အောင် we use do does to make questions and negative sentences ကျောဒီ do တို့ does တို့ to make question မေးခွန်းနေဖိလိုဖို့ ਨੇ and ပြီးတော့ပါရှိလဲ negative sentences အငင်းစာကြောင်းတွေကိုပြောကြတဲ့အခါမှာကျတော့ဒီ do ကို do ဒါမှမဟုတ်ရင် does ကိုသုံးပြီးတော့ပြောပါတယ်တဲ့ဟုတ်ပါပြီဘလို့တွေသုံးလဲဆိုတော့ဥပမာတွေနဲ့လေ့လာကြည့်အောင် I come from Canada ကျွန်တော်ကကနေဒါကနေလာပါလေတဲ့ပြီးတော့ where do you come from မင်းဘယ်ကလာတယ်လဲကျွန်တော်ဒီမှာဆိုရင်လည်းကျွန်တော်တို့ဒီ presence test ကို သုံးပြီးတော့အမေးလွတ်ချင်တဲ့အတွက်ကျွန်တော်ဒီ do ကိုသုံးပြီးတော့ပြောတာလာဖြစ်ပါတယ်ပြီးတော့ဒါကြောင့်ကိုဆက်ပြီးလေ့လာကြည့်အောင်နော် I don't go away very often ကျွန်တော်ကခဏခဏအပြင်ကိုမသွားဘူးတဲ့ဒီမှာဆိုရင်လည်းကျွန်တော်တို့ဒီအငြင်းစာကြောင့် ူခဏခဏအပြင်ကိုမတော့ဆိုရင်အညစ်စာကြောင်းကို present simple tense ကိုတုံးပြီးပြောကျင်တဲ့အတွက်ကျွန်တော်ဒီ do ကိုတုံးပြီးပြောတာဖြစ်ပါတယ်ဟုတ်ပါပြီနောက်တစ်ချောင်းကိုဆက်ပြီးလေ့လာကြည့်အောင် what does this word mean ဒီစာလုံးရဲ့အဓိပ္ပာယ်ကဘာလဲတဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ present simple tense ကိုတုံးပြီးတော့အမေးပုံသာပြောကျင်တဲ့ဒီ does ကိုတုံးပြီးပြောတာဖြစ်ပါတယ် ကျွန်တော်ပြောလို့မရတဲ့ပုံစံကတော့အဲ what what means this word ဒီလိုပုံစံဒါပြောလို့မရအောင်နော်အမေပုံစံလို့ချင်ရင်ဒီလို desk ကိုတုံးပြီးတော့ပြောရမယ်နော်ဟုတ်ပြီနောက်တစ်ကြောင်းကိုဆက်ပြီးလေ့လာကြည့်ရအောင် rice doesn't grow in cool climates စံနေကအေးတဲ့ရာသီဥတုမှာ grow မဖြစ်ပါဘူးတဲ့မဖွံ့ဖြိုးပါဘူးတဲ့မပေါက်ရောက်နိုင်ပါဘူးတဲ့ကျွန်တော်တို့ဒီမှာဆိုရင်လည်းကျွန်တော်တို့ Francis Simmet test ကိုသုံးပြီးတော့အငင်းစာတမ်းလုပ်ချင်တဲ့အတွက်ကျွန်တော်တို့ဒီ desk ကိုသုံးပြီးတော့ပြောတာဖြစ်ပါတယ်။ဒါကတော့ဒါ Francis Simmet test ကိုသုံးပြီးပြောတဲ့နံပါတ်4ပုံစံဖြစ်ပါတယ်။နံပါတ်4ကအနှစ်ချုပ်ကဘာလဲဆိုရင်ဒီ Francis Simmet test ကိုသုံးပြီးတော့မင်းကလုတ်ချင်ရင်အငင်းစာတမ်းလုပ်ချင်ရင်ဒီ do ဒါမှမဟုတ်ရင် desk ကိုသုံးပြီးတော့ပြောရပါတယ်။ဟုတ်ပါပြီအဲ့ဒါဆိုကျွန်တော်တို့နံပါတ်ဒီပုံစံကိုဆက်ပြီးတော့လေ့လာကြည့်အောင်။ we use the present simple to say how often we do things ကျွန်တော်တို့က present simple tense ကို သုံးပါတယ် to say ပြောဝေရအတွက်ဒီကျွန်တော်တို့အရာဝတ္ထုတွေကိုသစ္စာရက်တွေကို how often ဘလောက်ကြာကြာဘလောက်ခဏခဏလုပ်တယ်ဆိုတာကိုပြောကြတဲ့အခါမှာဒီ present simple tense ကိုသုံးပြောပါတယ်ဥပမာနဲ့ရှင်းပြထားတာကိုကျွန်တော်တို့စက်ပြီးလေ့လာကြည့်အောင် i get up at 8 o'clock every morning i get at 8 o'clock every morning ကျွန်တော်ကမနက်တိုင်းမှာ7နာရီမှာမနက်တိုင်း7နာရီမှာအဲ့ရထပါတယ်တဲ့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ဘာကိုဆိုလိုချင်တာလဲဆိုရင်음မနက်တိုင်းမနက်တိုင်း how often အဲအချိန်ဖန်များတာခဏခဏမနက်တိုင်းမနက်တိုင်း7နာရီမှာအဲ့ရထတယ်ဆိုတာကို ပြောချင်တဲ့အတွက်ဒီ presentable test ကိုတုံးပြောတာဖြစ်ပါတယ်။နောက်တစ်ကြောင်းကိုဆက်ပြီးလေ့လာကြည့်မယ်နော်။ How often do you go to the dentist? dentist မင်းကအဲသွားဆရာဝန်ကြီးကိုဘယ်လောက်ခဏခဏသွားတယ်လဲတဲ့ဒီမှာဆိုရင်လည်းကျွန်တော်တို့သူခဏခဏမလုပ်တဲ့ဆိုတာကိုမေ့ကျင်တဲ့ဒီ presentable test ကိုတုံးပြီးတော့မေးတာဖြစ်ပါတယ်။ဘာကြီးနောက်တစ်ကြောင်းထပ်လေ့လာကြည့်အောင် Julie doesn't drink tea very often. Julie ကတော့လက်ဖက်ရည်ကိုခဏခဏမတော့ပါဘူးလေ။ဒီမှာဆိုရင်ကျွန်တော်တို့ Julie ဆိုတဲ့လူကခဏခဏဘာမလုပ်ဘူးဆိုတာကိုပြောချင်တဲ့အတွက်ဒီ present simple tense ကိုတုံးပြီးတော့ဖြစ်တာဖြစ်ပါတယ်။ဟုတ်ပါပြီ။နောက်တစ်ချောင်းကိုဆက်ပြီးလေ့လာကြည့်ပါမယ်။ Robert usually goes away 2 or 3 times a year. ရောဘတ်ကတဲ့ပုံမှန်အဖြစ်နှစ်ချိန်ဒါမှမဟုတ်ရင်တစ်နှစ်မှာနှစ်ချိန်ဒါမှမဟုတ်သုံးချိန်အဝေးကိုသွားပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့အဲရောဘတ်ဆိုတဲ့လူကတစ်နှစ်မှာဘလောက်ခဏခဏအပြင်ကိုအဝေးကိုသွားတယ်ဆိုတော့ပြောချင်တဲ့အတွက်ဒီ present simple tense ကို သုံးပြီးတော့ပြောတာလည်းဖြစ်ပါတယ်ဟုတ်ပါပြီဒါတော့ဒါ present simple tense ကို သုံးပြီးပြောတဲ့နံပါတ်ဒီပုံတော့ဖြစ်ပါတယ် နံပါတ်1ပုံစံကိုဆက်ပြီးတော့လေ့လာကြည့်အောင်နံပါတ်2ရတာဒီ I promise ဒါလည်းဒါ present simple tense ရဲ့ပုံစံဖြစ်ပါတယ်ဒါ promise ဆိုတာ present simple tense ရဲ့ပုံစံဖြစ်ပါတယ်ပြီးရင် I apologize ဒါလည်းဒါ present simple tense ရဲ့ပုံစံဖြစ်ပါတယ်ဒီလိုစကားလုံးတွေတော့ဘလို့အချိန်နှီးမှာပြောတယ်ဆိုတာကိုကျွန်တော်တို့ရှင်းပြထားတာကိုဖတ်ကြည့်အောင်နော် sometimes တခါတလေမှာ we do things ကျွန်တော်တို့ကပြုလုပ်ပါတယ် by say something sometimes we do think by say something တခါတလေမှာကျွန်တော်တို့ကတခုခုကိုပြောရင်းနဲ့တခုခုကိုလုပ်ပါတယ်အမ်မရှိရင်ဥမာတွေနဲ့ထပ်ပြီးရှင်းပြထားရအောင်နော် for example ဥမာအဖြစ် when you promise to do something မင်းတခုခုကိုလုပ်မယ်လို့ကတိပြုတဲ့အခါမှာ you can say i promise မင်း ငါမင်းကပြောနိုင်တယ် I promise ငါဂရီပေးပါတယ်လို့ပြောနိုင်တယ်တဲ့ When you suggest something တခုခု အကြံပြပေးတဲ့အခါမှာတဲ့ You can say I suggest မင်းမင်းကပြောနိုင်တယ်တဲ့ငါ suggest ငါအကြံပေးပါတယ်လို့ပြောနိုင်တယ်တဲ့ဥပမာလေးကိုကြည့်ကြည့်မယ်နော် I promise I won't be late ငါဂရီပေးပါတယ်တဲ့ငါနောက်မကျဘူးဆိုတော့ငါဂရီပေးပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ ဒီ i promise လို့ပြောပြီးတော့ i won't be late ဆိုပြီးတော့ပြောတယ်နော်အဲ့ဒီလိုဒါနှစ်ခုတစ်ခုခုကိုပြောပြီးတစ်ခုခုကိုဆက်ပြောရင်တဲ့ခါမှာလဲဒီလို present simple tense ကိုတုံးပြီးပြောလို့ရတယ်ဆိုတော့ပြောချင်တာဖြစ်ပါတယ်နောက်တစ်ကြောင်းကိုဆက်ကြည့်ကြမယ် what do you suggest i do ငါဘာလို့ပါလို့ငါ့ကိုဘာလို့ပါလို့အကြံပေးခြင်းလဲငါ့ကိုဘာလို့ပါလို့အကြံပေးခြင်းလဲဟုတ်ပါပြီ I suggest that you မင်းကိုဒါလောက်ပါလို့ကြံပေးခြင်းတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့အကြံပေးတာကို ပြောပြီးတော့သူနောက်ထပ်ဘာကိုအကြံပေးရစံကိုဆက်ပြောပါတယ်ဒီလိုဒါတခုဒီလိုကျွန်တော်တို့နှစ်ခုဆက်ပြီးတော့ပြောခြင်းတဲ့ခါမှာကျွန်တော်တို့ဒီ princess simple test ကို သုံးပြီးပြောလို့ရပါတယ်ဒါတော့နံပါတ်1အပုံစံဖြစ်ပါတယ်음နောက်မရှိတော့ဘူးเนาะဒီက princess simple test ကိုသုံးပြီးပြောတဲ့ဒါ A B C D E ပုံသဏ္ဍာန်ပုံသဏ္ဍာန်၅မျိုးဖြစ်ပါတယ်။အော်ဒီနေရာတော့လေ့ကျင့်ခန်းတွေဖြစ်ပါတယ် exercises ဒါကတော့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်လေ့ကျင့်ခန်းတွေကို ဖြေပြီးတော့လေ့ကျင့်ခန်းတွေကြည့်ပြီးအောက်ကောက်ကောက်မှာဖြေထားရပါ။ဟုတ်ကဲ့ပါကျွန်တော်ခုဒီဘီဒီယိုပါမျှောက်ပေးချင်တာကတော့ဒီလောက်ပါပဲ။အဲဒီဗီဒီယိုကိုကြက်နေတဲ့ဆိုရင်အောက်ကောက်ကောက်မှာ like လို့ရေးခဲ့ပါဒီလိုဗီဒီယိုမျိုးတွေကိုစပီလို့ညှိပေးတဲ့ခြင်းဆိုရင် အကောက်ကောက်မှာ yes လို့ရေးခဲ့ပါအဲကျွန်တော်အခုလိုမျိုးဗီဒီယိုတွေကိုဆက်ပြီးတော့မြှိုက်ပေးမှာဖြစ်လို့မို့ကျွန်တော်နဲ့တူတူလေ့လာကြည့်ရင်အင်္ဂလိပ်စကားကိုလေ့လာကြည့်ရင်ကျွန်တော် YouTube channel ကိုအာ subscribe လုပ်ထားရပါပြီးရင်အဲတခခုတနေရာကကကြည့်နေရဆိုရင်လည်းအဲ့တင်နေရာမှာ like တွေ follow တွေ subscribe လုပ်ထားရပါကျွန်တော်ဇက်တိုက်တေးပေးနေမှာဖြစ်ပါတယ်ပြီးတော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဒီသင်္ကသာနဲ့ပတ်သက်ပြီးတော့ မရှင်းတာရှိရင်မင်းမြတ်ကျင်တာရှိအကောက်ကုံမမှာရေးပြီးတော့မင်းမြန်ကန်နိုင်ပါတယ်ဒီပြည်တော့ပြတဲ့အကြံပေးကျင်တာများရှိရင်လည်းအကောက်ကုံမမှာရေးပြီးအကြံပေးနိုင်ပါတယ် so see you in the next video bye bye